ီလက်လိုကစားမမျိုးကိုနေရာမပေးလို့အောင်မြင်မှုတွေနဲ့ဝေးကွာနေရတဲ့နယ်သာလန်အသင်းမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်ကတင်ဆက်နေပါတယ်ဒီဘက်ခေနယ်သာလန်အသင်းတချိန်ကဟော်လန်လို့အခေါ်များတဲ့အသင်းကတော့ဒီဘက်နှစ်ပိုင်းခြားဒီမှာဆူပလာအောင်မြင်မှုတွေနဲ့ဒေါ်လေးဝေးကွာနေခဲ့ပါတယ်ကစားမအုပ်နေအများကြီးရှိတာတောင်မှပဲနယ်သာလန်အသင်းကဆူပလာတွေနဲ့ဝေးကွာနေခဲ့ရတာပါဒါဟာစီးစနစ်တွေမမှန်လို့ဆိုတာသိတာနေပါတယ်အသင်းအုပ်ချုပ်သူနီးပြားတို့မှာအဓိကတာဝန်ရှိပါတယ်ကဘာပလာခြေစစ်ပွဲဖြစ်နယ်သာလန်အသင်းကပိုလန်အသင်းနဲ့ကစားခဲ့ပြီးတော့တပတ်တကိုးတီတည်ကြခဲ့ပါတယ် အသင်းကြီးတသင်းသာဆိုရင်တော့ကိုထက်တသင်းလေးနဲ့ပိုလန်အသင်းကိုအနိုင်ကမ်းရမှာဆိုပေမဲ့တေးကြသွားခဲ့တာပါဒါကနယ်သာလန်အသင်းဖြစ်နေကြအရာပါပဲနိုင်မဲ့ပွဲတွေဆိုမနိုင်မင်းနဲ့အခုလိုတိုင်ပတ်နေတာပါအသင်းကြီးတသင်းရဲ့အယောင်အဝါတွေကိုမြင်တွေ့ရခြင်းမရှိတော့ပါဘူးဒါကနီးပြားရဲ့နီးစနစ်ပိုင်းရဲ့ကစားမယူချင်မှုပိုင်းတွေမှာအဓိကတာဝန်ရှိပါတယ်ဒီထဲမှာလူပြောများစရာအဖြစ်ရှိနေတာကတော့ညတဲ့ရဲ့နောက်ခံလူဒီလစ်ပဲဖြစ်ပါတယ်ဒီလစ်ကိုတော့နယ်သာလန်အသင်းကပွဲထုတ်မပေးတာတနည်းလောက်ရှိနေပါပြီ။ ပိုလန်အသင်းနဲ့တည်ကြခဲ့တဲ့ပွဲမှာလည်းနယ်သာလန်အသင်းကဒီလစ်ကိုအရန်မှာပဲထားပြီးတော့လူစားလဲအသုံးပြတာတောင်မှမလုပ်ခဲ့ပါဘူး။ဒီလစ်ဆိုတာအသက်၁၈၁၉နှစ်ကလေးကပရိုကစားမဘဝကိုအတွေ့အကြုံကောင်းရရှိခဲ့သူဖြစ်ပါရည်။လက်ရှိမှာလည်း United ရဲ့ခန်းစည်းကိုဒီကဦးဆောင်ထားပြီးတော့ခြေစွမ်းပြနေပါရည်။ကစားမဘဝရဲ့အကောင်းဆုံးချိန်ကိုလည်းရောက်ရှိနေပါသေးတယ်။လူကစားမမျိုးကိုအသုံးမပြုဘဲနဲ့ကြောင်ထိုးထားတဲ့နီးပြတော်နဲ့ကိုမန်းကိုတော့အတော်လေးမေးခွန်းထုတ်စရာကောင်းနေခဲ့ပါရည်။ဒီလိုမျိုးအည်သွေးရောကောင်းဆောင်မှုပိုင်းရောကောင်းတဲ့ကစားမတွေကိုအသုံးမချတတ်ရင်နယ်သာလန်အသင်းကအခုလိုမျိုးပဲရုန်းကန်သွားရအောင်ပါ။ ဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်ဆုံးရအားကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေနဲ့စိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ထားပြီးတော့ video လေးကိုလည်း share ပေးကြပါအောင်ပြောရင်းနဲ့ညီကုန်းချုပ်ပါရညောင်